်ခင်းချက်ပြီးတော့ရိုက်ရတာလေဒီမှာအဲ့ဒါဆိုချစ်တယ်လို့ပြော Okay အဲ့ဒါဆိုရင်ဒါလေးကိုခဏထားပြီးတော့ချမ်းကြိုက်တဲ့ဟာလေးကိုအရင်ဦးဆုံးကြော်ပေးမယ်ဘလို့ကြော်ရလဲမယ်ဆိုတာကိုလိုက်ပြီးတော့ကြည့်ကြမယ်ဒါလေးကတော့ကျွန်တော်တို့ဥနီလေးတွေကိုဒီလိုမျိုးလေးလှိလိုက်မယ်နော်ကဲကော်ပီထုတ်လေးလှိမယ်ပြီးလို့ရှိရင်အရွက်လေးလှိမယ် ပြီးရင်ဒါလေးကတော့ကြက်မဲပါကြက်မဲကတော့၃ချက်ယူထားတယ်ဒါလေးကိုပပလေးယူမယ်ဒါလေးကတော့မှုလေးပါမှုလေးကိုပပလေးယူမယ်ကျွတ်ဖြူယူမယ်ကျွတ်ဖြူကတော့လေးမွားစီတက်ဖို့ဆိုတော့နော်ဒီလိုလေးထုတ်လိုက်မယ်ဒါပါလေးကျွတ်နေတလုံးယူမယ်ပြီးလို့ရှိရင်လေးစိတ်စိတ်မယ်နော်ကဲဒါလေးကတော့သုံးခွဲစာပေါ့နော်သုံးခွဲစာကိုဒီလိုမျိုးလေးထုတ်လိုက်မယ်ဒီလိုလေးဖြစ်တယ်ဒါကိုသုံးခွဲစာဖြစ်အောင်လုပ်မယ်နော်ဒါကတော့တပွဲစာကိုအရင်ဆုံးလုပ်ပေးမယ် နှက်ဟာကိုပြန်ပြီးတော့ထားလိုက်မယ်နော်ကဲရေစုလာပြီဆိုရင်အရွက်တွေကိုစားပြီးပြုတ်လို့မယ်အဲ့မပြုတ်ခင်မှာရှင်စီယာလူကြောင်းခဲရတာမဟုတ်ဘူးခေတ္တမှာ9မီလီသွန်းထည့်မယ်နော်ခဏတော့ငါစီးထားတဲ့အရွက်တွေကိုစားပြီးပြုတ်လို့မယ်နော်ကဲဒါလောက်ဆိုရပြီကဲခောက်ဆွဲလေးပြုတ်ထည့်မယ်ဒါလောက်ဆိုရပြီပြီးလို့ရှိရင်ရေလေးနဲ့အစင်အောင်စီးမယ်နော်ကဲဒါလောက်ဆိုရပြီနော်ကဲပြီးလို့ရှိရင်အရသာဆော့ဆက်မယ်အရသာဆော့ဆက်တဲ့ခါကျရင်ဒီမှာခရုစီလေးထည့်မယ်ခရုစီကတော့15မီလီသွန်းထည့်မယ်နော် ပြောစီရင်ပဲငံပြရည်အချီပေါ့နော်ပဲငံပြရည်အချီကို30မီလီတစုံထည့်မယ်ပြောစီရင်ပဲစီလေးထည့်မယ်ပဲစီကတော့ဒီမျိုးစားလေးတုံးရတယ်ပဲစီကတော့1မီလီတစုံထည့်မယ်နော်ဒီကစီအလူချောင်းဟင်းခဲရတာမဟုတ်ဘူးတုံးမယ်ဒီတစိမ့်ကိုတုံးမယ်ဒီကစီအလူချောင်းဟင်းခက်ရတာမဟုတ်ကကျွန်တော်တို့အကျော်လှော်တွေပဲဖြစ်ဖြစ်အရန်သုံးဝင်နေကျွန်တော်တို့ဟင်းခက်ရတာမဟုတ်လေပါဒါကကျွန်တော်တပွဲစာကိုကျွန်တော်ဆော့ဆက်ပြတာပေါ့နော်ကဲစီလေးနိုင်ငယ်ထည့်မယ်ကဲချက်တုံဖြူလောက်လာတဲ့ဟာလေးကိုစီလေးတက်မယ် ဒီနေ့ကျောင်းတက်လို့ဖောက်ပြင်မယ်ဒီလိုလေးကျွန်တော်တို့အပေါ်လုံးချက်အောင်အယူဆုံးဖြူပြင်မယ်ချက်မဲထည့်လိုက်မယ်ချက်မဲလေးချက်တဲ့အထိကိုခဏလေးချက်ပြင်မယ်နော်အဲချက်မဲလေးချက်လာပြီဆိုရင်ခဏတော့ငါပြုတ်လာတဲ့အယူအလေးတွေကိုထည့်လိုက်မယ်နော်ကဲချက်တူနီလေးထည့်မယ်ဒီရခဏတော့ငါဆက်ထားတဲ့ဆော့တွေကိုအပေါ်လုံးလောင်းထည့်လိုက်မယ်နော်ဒီရဲ့နောက်ဆုံးမှာထောက်ဆွဲလေးထည့်လိုက်မယ် ကဲပြီးလို့စီရင်နောက်ဆုံးမှာဒါကချက်တုံချူကြီးလေးပါချက်တုံချူကြီးလေးနည်းငယ်လေးထည့်လိုက်မယ်နောက်ဆုံးမှာဒါကတော့တရုံနံနံမှာတရုံနံနံလေးထည့်လိုက်မယ်ကဲဒါကတော့မချမ်းစားခြင်းနဲ့ခောက်ဆွဲကြော်လေးရပြီကျွန်တော်ရဲ့ဗီဒီယိုကိုလည်းတိုင်းမြင့်တက်တယ်ဆိုရင် like and share လေးများများလေးလုပ်ပေးကြဖို့မမေ့ကြနဲ့နော်ကဲချမ်းရေချမ်းစားခြင်းနဲ့ဟာလေးရပြီဟုတ်ကျေးဇူးပါကြော်ကျေးတဲ့ကျေးဇူးပါနော် ီလိုအရသာကောင်းကောင်းလေးလိုက်ပြီးတော့မှကြော်စားကြည့်ကြပါတကယ်လို့တကယ်စီလို့ရှင်တဲ့သူတွေကတော့တဘူးကို1000 5ဘူးကို4000နဲ့ရသေးတယ်။သွားရောက်မှယူနိုင်ပါတယ်။ Channel ရဲ့ page message မှာအားလုံးကိုတိစုပါဘယ်မှာ